ကျွန်တော်တို့ရင်းကုန်ပြောရှင်တာတော့ပြည်ကြီးရှိရအပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီတပတ်မှာလည်းဟလာကြီးရှိတဲ့မိတ်ဆွေတွေခုနှစ်အသားသမီးတွေငွေကြီးအဆင်ပြေကံကောင်းလက်ရှင်ဖို့ငွေကြီးနဲ့ပတ်သက်တဲ့ကြံစီထားတဲ့ကိစ္စတွေအဆင်ပြေဖို့ဟလာငွေကြီးနဲ့ပတ်သက်ရင်လက်ရှိကြုံနေရတဲ့အခက်ခဲအပူပင်တော့ကအချက်တဲကနေလွတ်မြောက်ဖို့အေးဆေးဖို့အတွက်ကျွန်တော်တို့ဒီတပတ်အတွက်ငွေရေတွေကိုလမ်းညွှန်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီငွေရေတွေရဲ့ဗီဒီယိုဖိုင်လေးတွေကိုလည်းအပတ်စဉ်စောင့်မျှော်ကြည့်ရှုအားပေးနေတဲ့မိတ်ဆွေများအားအထူးကျေးဇူးတင်ပါတယ် အဲ့တော့ဒီတစ်ပတ်တည်းမှာဆိုရင်တော့ကျွန်တော်တို့30မှာ1ရက်အောက်တိုဘာလ2025အဲတောက်ကြနေ့ရနေပြီးတော့6ရက်နိုဝင်ဘာလ2025ကြာတာပရိနေပေါ့ဒီတော့တွင်းမှာငွေကြေးပြည်လဲခြင်းနဲ့ကံကောင်းခြင်းနဲ့မိတ်ဆွေများအဲအခုပြောတဲ့ရေတွေအောင်လုပ်ပါအဲ့တော့ကျွန်တော်ဘာလို့ရမလဲဆိုလို့ရှိရင်ပကံများတစ်ချက်ပေါ့နော်ထမင်းစားတဲ့ပကံများတစ်ချက်သို့မဟုတ်ရင်လင်မန်းတစ်ချက်ပေါ့အဲအဲ့ဒီမှာကျွန်တော်တို့ shopping နဲ့9000ကျည်ကြီးကြီးလေးထောက်ပြီးတော့ဆွဲလိုက်ပါ အဲ့တော့ကိုကလက်တန်းမဆွဲနိုင်ပေတံလေးနဲ့ထောက်ပြီးဆွဲပါဆွဲပြီးသားရင်မလုပ်မလဲဆိုရင်အဲ့ပေါ်မှာဖန်ကွက်ပေါ့နော်ဖန်ကွက်သို့မဟုတ်အဝကျပလင်တင်လိုက်ပါပြင်ရေထည့်လိုက်ပါအဲ့တော့ရေတဝက်လောက်ထည့်ရင်ရပါတယ်ပြီးတော့ရင်တော့ငါးလက်မလောက်ကြံတစ်ချောင်းထည့်ပါပေါ့နော်ငါးလက်မလောက်ရှိရဲကြံတစ်ချောင်းထည့်မှာပေါ့နော်အဲ့တော့လုံးပတ်မလို့ပါဘူးအမြင့်ဒီငါးလက်မရှိရမယ်အရှိဒီငါးလက်မရှိရမယ်ကြံတစ်ချောင်းဆိုင်ပြီးတော့ရင်မလုပ်ရမလဲဆိုရင်အလံပေါ့နော်တခြားအလံလည်းရတယ်သို့မဟုတ်သာသနာအလံလည်းရတယ်သာသနာအလံ ငါးလက်အဲ့ဒီကြံတဲ့သူရောဆိုင်ပြီးတော့ထည့်ရမှာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ဘာလို့ရမလဲဆိုတော့ဟလာမိမိအိမ်ဖျားမှာကက်လူပူဇော်ရမှာဖြစ်ပါတယ်ဒီတစ်ပတ်အတော်တွင်မှာဒီဒီတစ်ပတ်မြင်တာနဲ့အဲမနက်6နိုင်ရနေ7နိုင်အတွင်လှုပ်လို့ရပါတယ်ဒီအစီအရင်ကိုအဲ့တော့ကျွန်တော်တို့ရေရောနှိမ့်စဉ်ပုံမှန်လေးတွန်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒါကကျွန်တော်ဒီတစ်ပတ်အတွက်ရိုးရှင်းလွယ်ကူထိရောက်တဲ့ဟလာငွေရေတွေအဖြစ်ပါတယ်အဲ့တော့တေချာလေးကျွန်တော်တို့လုပ်မယ်ဆိုရင်လုပ်တယ်လို့အကျိုးပေးနိုင်ပါတယ်အဲ့တော့ အပတ်စဉ်တိုင်းမှာလဲကျွန်တော်တို့ဒီငွေရေတရားကိုလောက်ကြခြင်းဖြစ်ပေါ့အရှင်ပြေကံကောင်းကံထူးနိုင်ကြပါစေနောက်တစ်ပတ်ငွေရေတရားနဲ့အတူဒီတက်အစွမ်းထက်တဲ့ငွေရေတရားအရှင်နဲ့အတူကျွန်တော်ပြန်လာပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်